လာမယ့်နေမှာ sorry ကိုရောက်ရှိသွားနိုင်တယ်ပရီးမီးယားလိဂျေပွင့်များအားလုံးပဲမင်္ဂလာပါလက်ရှိအချိန်ထိ sorry club တွေဟာဥရောပကနာမည်ကြီးကစားသမားတွေကိုခေါ်ယူနေတုန်းဖြစ်ပြီးတော့လာမယ့်နေဆွေးကွက်အတွက်လည်းသတင်းထွက်နေတဲ့ကစားသမားတွေရှိပါတယ်အဲဒီထဲမှာဆိုရင်ပရီးမီးယားလိဂျေပွင့်တချို့လည်းပါဝင်နေပါတယ်ဒီနေ့မှာတော့လာမယ့်နေဆွေးကွက်အတွက် sorry club တွေနဲ့သတင်းထွက်နေတဲ့ပရီးမီးယားလိဂျေပွင့်တွေရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်နံပါတ်1နေနေကတော့ Kevin De Bruyne ပဲဖြစ်ပါတယ် ဒီ brain ဆိုတာကတော့ Premier League အကောင်းဆုံးကွင်းလေကစားသမားတွေကတယောက်နေနဲ့သတ်မှတ်ခံထားသူဖြစ်ပါတယ်။ဒါပေမဲ့လည်းယခုနှစ်ရာသီမှာသူ့ရဲ့ရေးပတ်မှုတွေကျဆင်းလာခဲ့ရပြီးတော့ Nobuo တင်းမှလည်းပုံမှန်နေရာမရတော့ပါဘူး။ဒီ brain ကပြီးခဲ့တဲ့နှစ်ကလေးက Nobuo ရှီကနေထွက်ခွာဖို့အတွက်တရင်းနေထွက်ထားခဲ့တာဖြစ်ပြီးတော့လာမယ့်နေ့ချိန်နဲ့တရားပေါ်ထွက်ခွာဖို့ရှိနေပါတယ်။ဒီ brain နဲ့ Nobuo ကယာတိကောင်းကြီးမှာဖက်တော်တန်ကွန်ဆုံးတော့မှာဖြစ်လို့အလွတ်နဲ့ထွက်ခွာနိုင်တော့မှာဖြစ်ပါတယ်။အတွေ့ရလဲဒီ brain နေနဲ့ sorry လိကိုပဲရောက်ဖို့များနေခဲ့တာပါ။ ဒီ brand ကိုယ်တိုင်ကလည်း sorry ကိုပြောင်းမှုအတွက်လမ်းပွင့်ထားတဲ့အကြောင်းပြောထားခဲ့ပူပါတယ်။နမန်နေနေလေးကတော့မူဆာလာရဲ့ဖြစ်ပါတယ်။ဆာလာအားဒီယာဒီမာဆိုရင်ဘကိုးတင်တဲ့သူအကောင်းဆုံးညာလေးတစ်ခုကိုပိုင်ဆိုင်နေခဲ့တယ်လို့ပြောလို့ရပါတယ်။ဒီယာဒီမာဘကိုးတင်ရဲ့တင်ကိုအများစုမှာဆာလာနဲ့မကင်ဘူးလို့ပြောလို့ရပါတယ်။အပမေဆာလာဘဂိုးတင်တဲ့ယာဒီကုံချိန်မှာဖာဂျိုတတန်ကုံဆုံးတော့မှဖြစ်ပြီးတော့အခုထိလဲဆွေးနွေးမှုတွေမရှိသေးပါဘူး။အဲကြောင့်ဆာလာအနေနဲ့အလွတ်နဲ့ထွက်ခွာနိုင်ကြအောင်ရှင်နေပါတယ်။ ရင်ကလေးကဆော်ဒီကလပ်နဲ့တရင်ထွက်ထားတဲ့ဆာလာကဒီအသည်မှာဆော်ဒီလီကိုပြောင်းရွှေ့ဖို့များနေပါတယ်။နံပါတ်3ဒီနေ့ကတော့အီတာဆန်ပဲဖြစ်ပါတယ်။နိုဘူတူရဲ့ကုသမအီတာဆန်ဟာဆိုရင်တော့ပြီးခဲ့တဲ့နေရာဒီမှာကလေးကဆော်ဒီလီကိုပြောင်းဖို့နှိစက်ခဲ့တာပါ။သူအနေနဲ့ဆော်ဒီလီကကလန်းမှုကိုရပြီးမှခေါ်ဒီယိုလာနားချခဲ့တာကြောင့်သာအသည်မှာဆက်နေဖြစ်ခဲ့တာဖြစ်ပါတယ်။ဒီအဒီမန်တူအနေနဲ့တက်ခိုင်မှုပိုင်းရရုံးကင်ရတာလေးရှိနေပြီးတော့ဂွာဒီယိုလာကလည်းအော်ဒီတာကိုပို့ပြီးခွင့်ပေးနေပါတယ်။ဒါကြောင့်တကယ်ပဲအီတာဆန်ထွက်ခွာတော့မှလားဆိုတာစိတ်ဝင်စားဖို့လည်းကောင်းနေပါတယ်။ ဒါပေမဲ့အသက်30နှစ်ပဲရှိနေသေးတာကြောင့်ထက်တန်းသင်းကြီးတွေမှာကစားနိုင်သေးတယ်ဆိုပေမဲ့လာစာကောင်းတဲ့ sorry ကိုပဲရွေးဖို့ပုံများနေပါတယ်။နံပါတ်၄နေနေကတော့တောင်းမင်းနုညံ့ပဲဖြစ်ပါတယ်။ဘကိုးတင်းရဲ့တိုက်စစ်မူကြီးပိုင်းတကွန်ကလည်းအသင်းမှာနေရာရဖို့ရုံးကန်နေရပြီးတော့နိပြကပိုးပဲပို့အသုံးပြုနေပါတယ်။ကပိုးတန်းအရနေတဲ့အချိန်မှာတော့သူနဲ့ပြန်ဖြစ်တဲ့ဂျူတာရှိနေသေးပါတယ်။လာမယ့်နေ့မှာတော့ဘကူအတင်းကပြင်ဆင်မှုတွေပြုလုပ်သွားဖို့ရှိနေပြီးတော့ပိုင်းကုံကြီးကိုရောင်းချပြီးသူ့ရဲ့နေရာမှာတိုက်စစ်မှုတွေခေါ်ဖို့လုပ်နေပါတယ်။ ပကိုးတင်ကရောင်းချမယ်ဆိုရင်တော့ sorry club တွေကလည်းခေါ်ယူဖို့အစီအစဉ်ရှိနေပါတယ်။နမန်ငါးတွေကတော့ဆောင်းအောင်မယ်ဖြစ်ပါတယ်။ဥပါစုံကိုလည်း sorry league ကမျက်စိကျနေပြီးတော့2023လုံးကလည်းကန်းလန်းခဲ့ဘူးလေလို့သိရပါတယ်။လက်ရှိမှာတော့ဥပါစုံအနေနဲ့တနည်းတတန်းတိုးထားပြီးတော့2026ထိအတင်းမှာဆက်ရှိအောင်မှာဖြစ်ပါတယ်။အဖမဲကျပအီတို့ကအလွန်နဲ့လက်မလို့ချင်မှုဆိုရင်ဒီအဒီမှာရရစင်းနဲ့ထုတ်ကောင်းရတာမျိုးကြီးလုလာနိုင်ပါတယ်။အာရှလာဖြစ်တဲ့ဆွမ်အမင်းနေနဲ့အနာမယူခင် sorry မြန်မာပတ်စံလာရှာအောင်မလားဆိုတာစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ ဆုံးနေကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်